ားလုံးမင်္ဂလာပါဒီနေ့ကကျွန်မ adjective နဲ့ preposition ပေါင်းတဲ့သင်ခန်းစာကြောင်းပြောမယ်အဲ့တော့ adjective ရဲ့နောက်မှာ preposition လိုက်တာကတပိုင်း preposition နဲ့ပေါင်းပြီးတော့ compound adjective တိဆောက်တာကတပိုင်းနှစ်ပိုင်းပါမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ adjective ရဲ့နောက်မှာပါလာတဲ့ preposition က အဂျီဒင်းနဲ့ဒီအဂျီဒင်းကအထူးပြုတဲ့နောင်နှစ်ခုကြောင်းမှာရှိတဲ့စသက်ချက် relationship ကိုဖော်ပြတဲ့ရည်ရွယ်ချက်ဖြစ်တယ်အဲ့တော့အဂျီဒင်းဒီနောင်ကိုလည်းအထူးပြုတယ်လို့ pronoun လည်းဖြစ်နိုင်တယ် เนาะအဲ့တော့ noun မဖြစ်ဖြစ် pronoun မဖြစ်ဖြစ်အဲ့ဒီ noun သို့မဟုတ် pronoun နဲ့ adjective ရဲ့အကြောင်းမှရှိတဲ့ဆက်သွယ်ချက်ကိုဖော်ပြဖို့ရန်အတွက် ပုံချင်းဖြစ်တဲ့အဲ့တော့ဒီမှာ adjective နဲ့ dwell ရဲ့သုံးထားတဲ့ preposition တွေကကျွန်တော်တို့ fix လုပ်ထားပြီးသားချိန်လို့မရဘူးချိန်ပြီဆိုတာနဲ့ preposition ချိန်ရင်ဒီဒိဗယ်ပေါ့နော် meaning လဲချိန်တယ်ဆိုတာကို တွေ့ရမှာဖြစ်တဲ့ဥပမာဒီမှာ angry with someone တော့ angry ဆိုတဲ့ adjective ကိုကျွန်တော်တို့ with နဲ့ dwell လိုက်ပြီးဆိုရင်အနောက်မှာ send one လိုက်တယ်အဲ့ဒီ angry ကိုပဲ about နဲ့တွဲမယ်ဆိုရင်ကျမတို့ something လိုက်တယ်เนาะအဲ့တော့လူဆိုရင်တော့ with နဲ့တွဲမယ်ဒီလူမဟုတ်တဲ့အရာဆိုရင်တော့အကြောင်းပြချက်เนาะဒီ cause တို့ reason တို့ဆိုရင်တော့ကျမတို့ဒီ about နဲ့တွဲမှာဖြစ်တယ် အဲ့တော့ကျမတို့တွေးရများတဲ့ pattern လေးတွေကိုအရင်ကြည့်မယ်။ agent က afraid afraid ဆိုရင် proposition of နဲ့တွဲလိုက်တယ်။ she is afraid of spider သူမပင်ကူးကိုကြောက်တယ်။ angry ကခုနကပြောထားတဲ့အတိုင်းပဲ။ lose ဆိုရင်တော့ကျမတို့ with နဲ့တွဲပြီးတော့ဒီ reason cause အကြောင်းပြချက်เนาะဒါမျိုးဆိုရင်တော့ about နဲ့တွဲမယ်။အဲ့တော့ angry နဲ့ about နဲ့တွဲမယ်ဆိုတော့ he was angry about the delay ။နောက်နေတန်းကြောင်မှုကိုသူကစိတ်ဆိုးနေတာ။ အဲ့ဒီ angry ကို with နဲ့တွဲမယ်ဆိုရင်တော့ she's angry with her brother သူ့အကိုနဲ့သူမကစိတ်ဆိုးနေတယ်စိတ်ကောင်းနေတယ်အမင်းကစိတ်ဆိုးနေလားလို့မေးမယ်ဆိုရင် are you angry with me နော်ငါနဲ့ငါ့ကိုမင်းကစိတ်ဆိုးနေသလားအဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင် good တို့ bad တို့ပေါ့နော်ဒီအဲ့ဒါတွေကြတော့ skill ကျွမ်းကျင်မှုအဲ့ဒါတွေဆိုရင်ကြတော့ in ad at နဲ့တွဲမှာဖြစ်တယ်အဲ့တော့ he's really good at singing သူတချင်းဆိုတာတအားကောင်းတယ်နော် good athlete တုံးလို့ရတော့ bad athlete တုံးလို့ရတယ် terrible athlete လည်းတုံးလို့ရတော့မကွာဟင်းချမ်းညံ့တယ်ဆိုပါစို့အဲဆိုရင်တော့ I'm terrible at cooking เนาะဒါမျိုးပြောမှဖြစ်တယ်။ဒါ interested ဒါ subject ရဲ့ feeling ကိုပြောတဲ့အတွက်ကြောင့် ed em ပါတော့ adjective ကိုတုံးထားတယ်။တခြားအရာပေါ့နော်ဒီအရှိမလူမဟုတ်ဘူးဆိုရင်တော့ဒီ interesting နဲ့တုံးမှဖြစ်တယ်။ preposition ကတော့ဒီ interest ဒီ preposition in နဲ့ပဲတွဲပါတယ်။ I'm interested in science သိပ္ပံပါတာရမှာငါကစိတ်ဝင်စားတယ်။ famous famous ဆိုရင်တော့ for the city is famous for its food အစားတောက်တဲ့ဒီဒီမျိုးကနာမည်ကြီးတယ်စားကောင်းစားခြင်းဒီမျိုးကိုသွားဖို့เนาะ tired out i'm tired out waiting ဒီစောင့်ဆိုင်ရတာကိုသူကစိတ်ပင်ပန်းတယ်ပေါ့เนาะစိတ်ပင်ပန်းတယ်လို့ပြောတယ် please ဆိုရင်တော့ with net တွဲမယ်အဲ့တော့ satisfying ဆိုရင်လည်း with net ပဲတွဲတယ်เนาะအဲ့တော့ i'm pleased with my result ငါရရလက်ကိုငါကကျေနပ်တယ် i'm satisfied with myself ကိုကိုကျေနပ်နေတယ်အဲ့တော့ please with satisfied with she was too worried about she's worried about the exam ဆာမိုဘဲကိုသူမကစိုးရိမ်နေတယ်เนาะဒီ about ဆိုရင်ကျွန်တော်တို့အနောက်မှာ something နဲ့တွေ့တယ်เนาะနောက်တစ်ခုကျွန်တော်တို့ marriage အဲ့ဒါ he's married to a teacher သူကဆရာဆရာမတူကိုလက်ထပ်ထားတယ်เนาะဒီမှာဆိုရင်ကျွန်တော်တို့ present tense ကိုယူဆရမှာเนาะတကယ်လို့ဒီနေရာမှာ was လို့သွားသုံးရင်ဒါက divorce ဖြစ်သွားပြီဆိုတော့ meaning ကိုဆောင်းတယ် အဲ့တော့ကျွန်တော်တို့ proposition တွေကအများကြီးဖြစ်နေတယ်ဘလို့ခွဲပြီးမှတ်မလဲပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့အုပ်စု၅ခုပေါ့နော်ဒါ common ဖြစ်တဲ့အရာလေးတွေရွေးထုတ်ပြီးတော့အုပ်စု၅ခုခွဲလိုက်တယ် emotion feeling ပေါ့နော်ဒီစိတ်ပိုင်းဆိုင်ရာခံစားမှုစိတ်ခံစားချက်နဲ့ပတ်သက်ပြီးလို့ရှိရင်တော့ဒီ adjective တွေကို ကျွန်တော်တို့ဒီ proposition တွေနဲ့တွဲတယ်အဲ့တော့ဒီဘက်မှာ exam မှာတခါတည်းသွားမယ် afraid เนาะအဲ့တော့ကျွန်တော်တို့ afraid dot လို့အတန်းထွက်မယ်เนาะ linking sound ဖြစ်တယ် she's afraid of the dark အဲ့တော့သူမကဒီအမောင်ကိုကြောက်တယ်အဲ angry ကတော့ပြောထားပြီးသား about ဆိုရင်တော့ကျွန်တော်တို့ something with ဆိုရင်တော့ someone နဲ့တွဲမယ်အဲ့တော့ she uh, he is angry about the noise เนาะဒီစုညံမှုကိုသူကစိတ်ဆိုးတယ် she is angry with him သူမသ ကသူ့နဲ့စိတ်ဆိုးနေတယ် disappointed ဆိုတာကစိတ်ပြတ်တာပေါ့နော်ဒီစိတ်ပြတ်အာရုံတာမျိုးပြောခြင်းဖြစ်တယ်အဲ့တော့ i'm disappointed with your work မင်းရဲ့လုပ်ရက်တမမင်းရဲ့လက်ရောင်နော်ဒီ work ဆိုတာကအလုံးလက်ရောင်နော်ဒါမျိုးပြောခြင်းဖြစ်တယ်စိတ်ပြတ်စီတဲ့ငါကိုစိတ်ပြတ်စီတဲ့ဒီ disappointed က sadder ရဲ့ feeling ကို ဖော်ပြပေးတယ် agitated နောက်တစ်ခု excited about i'm excited about the trip ဒီခီးစဉ်နဲ့ပတ်သက်ပြီးတော့ငါကိုတအားစိတ်လှုပ်ရှားစေတယ်နော် excited ဖြစ်တယ်နော် happy happy with အဲ့ဒါ she's happy about the result အဲ့ဒီရလနဲ့သူအဲ့ဒီရလကိုဒီမှာကကျေနပ်နေတယ်ပျော်ရွှင်နေတယ်အဲ့တော့ဒီ speaker မှာဆိုရင်ကျမတို့ကဒီ happy ကိုကျမတို့ကနော်ဒီ lose ဆိုရင်တော့ with နဲ့တွေ့တဲ့ဒီ someone ဆိုရင်တော့ with something ဆိုရင်တော့ about လို့ခုနကပြောထားတာရှိတယ်အဲ့တော့ are you happy with this နော်မေးအဲ့လိုမျိုး with နဲ့လည်းကျမတို့တွဲပြီးတော့ပြောတယ်ပေါ့နော်အဲ့တော့ဒီ spoken english မှာကြာကျမတို့ကဒီ less formal ဖြစ်တဲ့အတွက်ကြောင့် native speaker တွေပြောတာကြားဘူးတယ်ဆိုရင် live ပြောလို့ ရတယ်ပေါ့နော်နောက်တစ်ခုကျမတို့ဒီ about uh, they said about the accident ဒီ accident motor တောင်းမှုတော့သူတို့က one night အောင်းရနေတယ် we are surprised by his decision သူရဲ့ဆုံးဖြတ်ချက်ကငါတို့ကိုအံ့အားသင်းစေတယ်နော် shock shock ကြတော့ at at နဲ့တွင်နော် shock at နော် the new အဲ့ဒီသတင်းသတင်းကိုဒီသွေးလန့်သွားစေတယ်နော် shock ရတယ်လို့ပြောခြင်းဖြစ်တယ်ဒါက emotion ဒီ feeling နဲ့ပတ်သက်ပြီးတော့ဒီ proposition နဲ့ adjective ဒီ ability to skill to social to နဲ့ဆိုရင် ကျမတို့ဒီ adjective တွေကို preposition ဒီ at to on to into နဲ့တွဲပြီးတော့သုံးတယ်အဲ့တော့ဒီ ability ကတော့ဒီစွမ်းရည်ပေါ့နော် skill ကတော့ကျွမ်းကျင်မှု success ကတော့အောင်မြင်မှုအဲ့တော့ she is brilliant at drawing သူမပုံဆွဲတဲ့နေရာမှာအလွန်အလွန်တော်တယ်အော်သူကဒီ hinge တော့ညံ့တယ်ဆိုရင်တော့ she is terrible at cooking hinge တော့ညံ့တယ်နော်ရတာမရှိဘူး he is a capable of great thing ကြီးကြီးကျယ်ကျယ်တွေကိုသူက capable of low line ဆိုတာရှိတယ်။ဒါက experience in management စီမံခန့်ခွဲမှုမှာသူတို့ကအတွေ့အကြုံရှိတယ်အတွေ့အကြုံများတယ်ပေါ့နော်။နောက်အုပ်စုနံပါတ်3ကကြတော့ဒီ relationship เนาะဒီဆက်သွယ်မှုတွေကိုတုံးတဲ့အခါမှာဆိုရင်လည်း adjective တွေကိုဒီ proposition နဲ့တွဲပြီးတော့တုံးတယ် behavior အတွက်လည်းဒီ to do will do from do နဲ့တွဲပြီးတော့တုံးတယ်ဒီမှာ exam မှာပေးထားတဲ့ kind เนาะ generator is a kind of you to help เนาะကျေးဇူးတင်ပါတယ်အကူအညီပေးတဲ့အတွက်ကြောင့် kind ဆိုရင်တော့ proposition of နဲ့တွဲမယ်အဲ nice to မီချူတွေ့ရတာ1ဒါတဲ့နော်ဖိုလိုက်ဆိုရင်လည်း2ပဲ root ဆိုရင်လည်း2ပဲ she is root to her classmate သူမကဒီသူရဲ့ဒီအခန်းဖော်တွေပေါ့နော်ဒီ classmate ဆိုတာကဒီ attend ဖော်တွေပေါ့မှာသူကဒီရိုင်းပြတယ်ပေါ့နော် root ဖြစ်တဲ့ behavior ရှိတယ်နော် friendly အဲ့တော့ he's friendly with everyone လူတိုင်းနဲ့သူက friendly ဖြစ်တယ်တဟစာတာဖြစ်တယ်ဗောနော်ဒီ marriage ဆိုရင်တော့တူနဲ့ပဲတွဲတယ် she's married to a doctor เนาะဆရာဝန်တူကိုသူမကလက်ထပ်ထားတယ် similar ဆိုရင် to different ဆိုရင်တော့ from this color is similar to that one ဒီ color ကဒါနဲ့ similar to เนาะ sin to တယ်နောက် different ဆိုရင်တော့ from နဲ့တွဲမှာပြန်ကြ it's different from what i expected ငါမျှော်လင့်ထားတဲ့အရာနဲ့အခုကဒီ different ဖြစ်နေတယ်ကွာဟာမှုရှိနေတယ် group for ကြတော့ကျွန်တော်တို့ thought ရဲ့ opinion ရဲ့ knowledge ရဲ့အတွေးတွေထင်မြင်ယူဆချက်တွေဒီဘုဒ္ဓတာပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ adjective တွေကို preposition နဲ့တွဲမယ်အဲ့တော့ aware ဆိုတာက understand နားလည်သဘောပေါက်တာ conscious ဖြစ်တယ်ဆိုတာကတော့အသိတတိကနေတာပေါ့နော် conscious mind ဖြစ်တယ်အဲ့တော့သူ့ကိုကျွန်တော်တို့ preposition of နဲ့တွဲပြီးတော့သုံးတယ် are you aware of the risks ဒီ under ရတဲ့ကိုမင်းနားလည်ရလား sure နော် certain သေချာတော့ as in of to about တို့နဲ့တွဲပြီးတော့ရေးတယ် i sure about that mean ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သေချာလား about that ဒါနဲ့ပတ်သက်ပြီးတော့ i sure mean သေချာလား interesting ကြတော့ proposition in နဲ့အများတန်းတွဲပါတယ် i'm interested in astronomy နက္ခတ်ဗေဒပညာရပ်ကိုငါကစိတ်ဝင်စားတယ် famous ဆိုရင်တော့ for နဲ့တွဲတယ် paris is famous for fashion fashion အတွက်ဒီ Paris ကနာမည်ကြီးတယ် worried ဆိုရင်တော့ about နဲ့တွဲမယ် I'm worried about the future ဒီအနာဂတ်အတွက်ငါကစိုးရင်ပူပန်နေရတယ်ဒါမျိုးပြောခြင်းဖြစ်တယ် group number 5မှာကြတော့ကျွန်တော်တို့ cause net reason အကြောင်းသို့မဟုတ်အကြောင်းပြချက်အဲဆိုဒီမှာ edited တွေပေးထားတယ် grateful အဲ့တော့ grade 4ဆိုရင်တော့ for to to လို့နဲ့တွဲပြီးတော့ရေးမယ် and the grade 4 for to your help မင်းရဲ့ကုညီမှုတန်ငါကအရန်ကိုမှကျေးဇူးတင်ရပါတယ် and grade 4 to you မင်းကိုကျေးဇူးတင်တယ် responsible ဆိုရင်တော့ for နဲ့တွဲမယ် he's responsible for the mistake ဒီအမှားအတွက်သူ့မှာတာဝန်ရှိတယ် guilty ဆိုရင်တော့ of နဲ့တွဲတယ် she was found guilty of that ဒီခိုးမှုအတွက်သူ့မှာမှာအပြစ်ရှိပါတယ် dependent ဆိုရင် on နဲ့တွင်မယ်เนาะ children are dependent on their parent ကလေးလေးကမိဘတွေပေါ်မှာမိခိုရတယ်အဲ့တော့ဒီမှာဆိုရင် dependent ဆို on နဲ့တွင်ပြထားတယ်ကျမတခြားစကားလုံးရှိတယ်ပေါ့เนาะ keen on နှစ်ချိုက်တယ်ဆိုရင်လည်းကျမတို့ on နဲ့တွင်ပြီးတော့သုံးတယ် involved ဆိုရင်တော့ in နဲ့တွဲမယ် he is involved in a new project เนาะ project အသစ်မှာသူကပါဝင်တယ်ဒါတွေကအကြောင်းပြချက် ဒီနေ့အဖြစ်ဒီ reason ပေါ့နော်ဒီအကြောင်းဒီအကြောင်းပြချက်တွေကိုပြောတဲ့နေရာမှာတုံပါတယ် ကျမတို့ editing နဲ့ noun နဲ့ဆက်ဆံမှုကိုဖော်ပြဖို့တဲ့ preposition အကြောင်းကိုပြောပြပြီးဆိုရင်တော့ဒီ compound adjective ဖြစ်လာဖို့အတွက်အသုံးပြုတဲ့ preposition အကြောင်းကိုဆက်ပြီးတော့ပြောမယ်။အခု compound adjective ဖြစ်ဖို့အတွက်ကျမတို့ preposition တွေနဲ့ပေါင်းမယ်။အဲ့တော့ preposition ပေါင်းတဲ့အခါမှာ preposition တော့ပေါင်းမယ်။ noun နဲ့ပေါင်းမလားဒီ noun သို့မဟုတ်ကျမတို့ဒီတခြားသော adverb တို့ article တို့เนาะဒါနဲ့ ်ပေါင်းပြထားတဲ့ဒီမှာ pattern ဆက်ခုရေးပြထားပါတယ်အရင်ဦးဆုံးကျွန်တော်တို့ proposition နဲ့ noun နဲ့ပေါင်းမယ်အဲ့တော့ an under age student เนาะအသက်မပြည့်သေးတဲ့ဒီចောင်းသားအဲ့တော့သူ့ကိုဘယ်လိုနေရာမျိုးမှာတုံလဲဆိုတော့ဒီသတ်မှတ်ထားတဲ့ဥပမာဆိုရင်ចောင်းစားတက်မယ်ဆိုရင်9နှစ်အဲ့9နှစ်မပြည့်သေးတဲ့အတွက်ကြောင့်သူ့ကို under age လို့ကျွန်တော်တို့ခေါ်မယ်နောက်တစ်ခုကကျွန်တော်တို့ proposition ရဲ့ article ရဲ့ article နဲ့ noun နဲ့ပေါင်းမယ်ဒါတွေအကုန်လုံးက edited เนาะဒီ element ဒီ bold letter နဲ့ရေးထားတဲ့အရာတွေ ပြီး edit တွေဖြစ်တဲ့အရှင်းမှာ article ပါမယ်ဒီဒုတိယစကလုံးကဒီ hyphen နဲ့သုံးထားတဲ့ edit အနောက်မှာက အထူးပြုရမယ် noun အဲ့တော့ဒါတစ်ခုလုံးကကျွန်တော်တို့ head word ဒီ noun ဖြစ်တဲ့အတွက်ကြောင့် noun phrase ဆိုပြီးတော့ခေါ်တယ်မနေ့ကပြောပြထားတဲ့ compound edit ပေါင်းတဲ့ဒီ pattern set တခုရှိတယ် proposition မပါဘူးအနေက noun နဲ့ဟို adjective နဲ့ adjective နဲ့ noun နဲ့ adverb နဲ့ဒီ past participle present participle အဲ့ဒါတွေကိုပေါင်းပြသွားတယ်ဆက်တနည်းပြထားတယ်အဲ့ဒီမှာ proposition မပါဘူးဒီနေ့က proposition တည်တံ့ဖြစ်တဲ့အတွက်ကြောင့် proposition နဲ့ဒီ noun တို့ article adverb တို့နဲ့ပေါင်းပြီးတော့ adjective လောက်တာပေါ့နော်အဲ့တော့ဒီမှာဆိုရင် by the books manager တော့ manager တော့ဟုတ်တယ်ဘယ်လို manager မျိုးလဲဆိုတော့ bind the book manager လို့ပြောလိုက်တဲ့အတွက်ကြောင့်စီမင်းစည်းကမ်းတွေကိုလုံးဝတင်းတင်းကြပ်ကြပ်လိုင်းလာတဲ့ manager မျိုးကိုပြောချင်းဖြစ်တယ်နောက်တနည်းကကျွန်တော်တို့ advice ရဲ့ proposition နဲ့ noun နဲ့ပေါင်းမယ်ဒါဒီဝါကြောင့်ပါဆိုရင်ဒီ phrase မှာဆိုရင်ပေါ့နော် straight to business လို့ရေးထားတယ်အဲ့တော့ straight ဒီကျွန်တော်တို့ ဒီ acidic လဲ straight ပဲ adverb လဲ straight ပဲเนาะအဲ့တော့သူဒီ acidic ရော adverb ရောက same spelling စာလုံးပေါင်းတူတူပဲဖြစ်တယ်အဲ့တော့ astray to business altitude altitude ဆိုတာကတော့စိတ်နေသဘောထားအဲ့တော့စီဝါရေးလောက်တယ်ဆိုရင်စီဝါရေးပဲစောင်းချပြီးတော့ design မှန်မှန်လောက်တာမျိုးကို straight to business လို့ခေါ်တယ်နောက်ကျမတို့ဒီ proposition နဲ့ proposition နဲ့ noun ပေါင်းမယ် proposition နှစ်ခါထပ်မယ်เนาะအဲ့တော့ out of date system တော့ date out နေပြီဖြစ်တဲ့ဒီစနင်းတစ်ခုเนาะဒီ prop one เนาะကျမတို့ vowel တရ တော့အရှိရှိအာ O နဲ့စတာတဲ့အတွက်ကြောင့်ဒီ article ရွေးတဲ့အခါမှာ ANN ကိုသုံးခြင်းဖြစ်တယ်။အဲ့တော့ AEIOU နဲ့စတိုင်း ANN ကိုသုံးလားဆိုတော့ no เนาะဒီ Arcson Arc Athan Trader မှာကျွန်တော်တို့ဒီ ANN ကိုသုံးခြင်းဖြစ်တယ် ဥပမာဆိုပါစို့ half an hour ဆိုရင်ကျမတို့ဒီ minute 30 h နဲ့ပေါင်းထားပြီးမယ် article ann ကိုတောင်းတယ်ပေါ့နော်။ဒါမျိုးပြောချင်းဖြစ်တယ် university student ဆိုရင် u နဲ့ပေါင်းထားပြီးမယ်။ရောက်ဆောင်ထွက်တဲ့အတွက်ကြောင့် out ဆောင်မဟုတ်တဲ့အတွက်ကြောင့်ကျမတို့ a university student လို့ပဲတောင်းတယ်။နောက်ကျမတို့ proposition ရယ် verb ရယ် noun ရယ်နဲ့ပေါင်းမယ်။အဲ့တော့ an oven coming articles နော် oven coming ဆိုတာကအခုမှစပြီးတော့ ဟိုပါဘောเนาะဒီ popular ဖြစ်လာတဲ့အဲဟိုအခုမှစပြီးတော့เนาะဒီ new and becoming popular လို့ပြောရတဲ့ကြောင့်အခုမှစပြီးတော့ popular ဖြစ်လာတဲ့ဒီ artist တအူပေါ့เนาะနောက်တစ်ခု noun နဲ့ preposition ရဲ့ပြီးတော့ verb နဲ့ပေါင်းမယ် and matters of fact เนาะအဲ့တော့ထုံးကြကဒီ intonation ပေါ့เนาะလေသံလေယူလေသိအဲ့တော့အဲ့ဒီဟာကဒီ fact ဆိုတာက fact and figure တွေပေါ်မှာပဲသူကအာယုံဆိုင်တာအဲ့တော့ဒါကြီးကတကယ်ကူမှာ realistic ဖြစ်နေတယ် ဒါမျိုးပြောချင်းဖြစ်တယ်ပေါ့နော် and emotional လို့ပြောတဲ့အတွက်ကြောင့်ဟို personal feeling တွေမပါဘဲနဲ့ပြောတဲ့နောက်ပြောတဲ့လေတံမျိုးကိုပြောချင်းဖြစ်တယ်တုံးစွာကလေတံเนาะဒီပြောလိုက်တဲ့အတန်ထုံးကာလာအဲ့ဒါမျိုးပြောတာ။နောက် proposition ရယ် article နဲ့ noun နဲ့ကျမတို့ပေါင်းမယ်။အဲ့တော့ an over the counter drug เนาะအဲ့တော့ over the counter drug ဆိုတာကကျွန်တော်တို့ဆေးဆိုင်မှာဆေးသားဝယ်လို့ရှင်ရင်ဒီဆောင်ဝင်ရဲ့ prescription ဟိုပေးဆောင်မလို့ပဲနဲ့ဒီလွတ်လွတ်လပ်လပ်ဝယ်လို့ရတဲ့ဆေးတွေဆိုရင် over the counter drug လို့ခေါ်တယ် နော်ဒီဆောင်ရဲ့ဟိုညွှန်ကြားချက်ပါစရာမလိုဘူးနောက်တစ်ခုကျွန်တော်တို့ proposition ရဲ့နောင်ရဲ့ verb အဲ့ဒီ verb ကြတော့ဒီ ing ပေါင်းထားတာပေါ့နော် ongoing project ongoing ဆိုတာကဆက်ပြီးတော့ရှင်းစမ်းနေတဲ့ level ပို့လုံးဆောင်နေတဲ့ project နော်လုပ်ငန်းစဉ်ကိုပြောခြင်းဖြစ်တဲ့ continuing ပေါ့နော် stay happening ဆက်ပြီးတော့ဖြစ်ပျက်နေတဲ့အရာ EDD ရဲ့ proposition ရဲ့နောင်နဲ့ပေါင်းမယ် forward energy ချเนาะဒီလုံးဝတချို့ကလေးတွေဆိုရင် energy တောက်ကိုမပြည့်နေခါကြတော့ယူနမဲ့အိတ်ကိုဆော့နာပေါ့เนาะဒါမျိုး forward energy ချ energy တွေနဲ့တောက်ကို energetic ဖြစ်နေတယ်ဒီကလေးနောက်တစ်ခု very proposition အောင်เนาะဒီ verb ရဲ့ proposition ရဲ့နောင်ရဲ့အဲ့တော့ stuck at home parent ဒီ stuck ဆိုတာပိတ်မိနေတာအိမ်မှာပဲအိမ်အလုပ်တွေနဲ့လဲနေတယ်ဘယ်မှာ မသွားဖြစ်ဘူးမထွက်ဖြစ်တဲ့အရာမျိုးဆိုရင် stuck at home parent အိမ်မှာပဲပိတ်မိနေတဲ့ဒီမိဘเนาะဒါမျိုးပြောချင်းဖြစ်တယ်အဲ့တော့ဒါဒီဒီ compound ဒီ adjective ဖြစ်ဖို့အတွက်ပေါင်းစပ်ထားတဲ့ article ရဲ့ကျွန်တော်တို့ဒီ preposition ရဲ့ noun ရဲ့ ever တွေနဲ့ pattern 10ခုရှိတယ်အဲ့တော့ exam မှာသွားမယ်ပေါ့เนาะဒါနဲ့ပတ်သက်ပြီးတော့ အဲ့တော့ကျမတို့ဒီ compound energy တွေနဲ့ရေးထားတဲ့ဒီ proposition ပါတဲ့ compound energy တွေနဲ့ရေးထားတဲ့ဒီဝေကြလေးတွေစပြီးတော့ကြည့်မယ်။ He is a by the book manager who never break company rules အဲ့တော့ company ရဲ့စီမင်းစည်းကမ်းတွေကိုဘယ်တော့မှမချိုးဖောက်တော့ဒီစည်းကမ်းတင်ကျတဲ့ manager တခုဖြစ်သည်။ဒီ relative pronoun who နဲ့စထားတဲ့ break ဆိုတဲ့ verb ပါတဲ့ဒီ clause ဒီကျမတို့ relative clause တနည်းအားဖြင့် adjective clause အရှင်းမှရှိတဲ့ manager ဆိုတဲ့ noun ကိုအထူးပြုတယ်။အဲ့ဒီအတွက်ကြောင့် ်ဘွားဖြစ်တဲ့ break ကိုကျွန်တော်တို့တော်နဲ့ဘာသာပြန်ပေးမယ်ပေါ့နော်။ company ရဲ့စီမင်းစည်းကမ်းတွေကိုဘယ်တော့မှမချိုးဖောက်တော့ဒီ manager တူဖြစ်ပါသည်။ The medicine is a very bad as an over the counter drug. အတော့ကဒီဒီ sale ကပေါ့နော် very bad ရနိုင်တယ်တဲ့ as အဖြစ် နော် and over the counter drug နော်လွယ်လွယ်ဝယ်လို့ရတဲ့ဆောင်းဝန်ညွန်ကြားချက်မပါဘဲနဲ့လွယ်လွယ်ဝယ်လို့ရတဲ့ဈေးဝါဖြစ်ပါတယ်ဒီဈေးကနော်အပတ်ဈေးလည်းတော့မသိဘူးနော်ဒါမျိုးပြောတယ် she is an up and coming designer in the fashion world the fashion လောကမှာဆိုရင်အခုမှနာမည်ကျော်ကြားလာတဲ့တက်တင်းစဒီ designer တူဖြစ်တယ် uh, example for this phone model is now out of date เนาะဒီ phone model ရာတဲ့ is now out of date ထိအောင်နေပြီအခုခင်မှာဆိုကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဟို limited edition မဟုတ်တဲ့ keyboard တွေမျိုးဆိုရင် out of date လို့ပြောမှာပေါ့နော်နောက်နောက် example တကူ he spoke in a matter of fact way showing no emotion เนาะစိတ်ခံစားချက်တွေကိုပြခြင်းမရှိဘဲနဲ့နော်ကျမတို့ဒီမှာ ing နဲ့တုံးထားရနော်အဲ့တော့ဒီ ing ဒီကျမတို့ participle agent လို့ခေါ်တယ် တော့ participate အကြီးတဲ့အကြောင်းကတခန်းတင်ပါဘောနော်တင်ပေးပါဘောနော်အဲ့တော့စိမ့်စားချက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တောင်ကို present participant နဲ့ရေးပြထားခြင်းဖြစ်တယ်။အဲ့တော့ emotion ကိုသူကဖော်ပြခြင်းမရှိဘဲနဲ့ဒီ method of us ဒီပြောရမယ့်အရာတွေကိုဒီအတန်တွေဟောနော်ဒီ emotion နဲ့မပါတဲ့အတန်တွေနဲ့သူကပြောပြသွားတယ် they are straight to business approach impress everyone main bar က impress เนาะဒီလူတိုင်းကိုသူတို့သူတို့ရဲ့ဒီ business ကိုချင်းကတ်တဲ့เนาะဒီ approach ဒီချင်းကတ်မှုကလူတိုင်းကိုအထင်ကြီးစေတယ်ပေါ့เนาะဒါမျိုးပြောခြင်းဖြစ်တယ် straight to business เนาะစီးပွားရေးနဲ့ပတ်သက်တဲ့ဒီသူတို့ရဲ့ချင်းကတ်မှု is an ongoing investigation အဲ့ဒါက investigation အဲ့တော့စုံစမ်းစစ်ဆေးမှုเนาะဆက်လက်ပြီးတော့ဖြစ်ပျက်နေတဲ့လုံဆောင်နေတဲ့ ongoing investigation တခုဖြစ်တဲ့စုံစမ်းစစ်ဆေးမှုတခုဖြစ်ပါသည်ဒါ situation ကိုပြောထားတဲ့အတွက်ကြောင့် dummy subject anti it ကိုစာချုပ်နေရာမှာထားပြီးတော့တုံ့တာခြင်းဖြစ်တယ် the full of energy ပါပြီး run around ကရခဏခြံဝင်းထဲမှာလှက်ပတ်ပြီးတော့ဘောနော်ဒီပြေးနေတယ်တဲ့အဲ့တော့အဲ့ဒီပါပီတွေကဒီ full of energy ဖြစ်တယ်နော် very energetic ဖြစ်နေတယ်အားပြည့်နေတယ်အစားတွေနေကန်စားတာလို့ဘောနော်အဲ့တော့ဒီသူကအရန်ကူမှာအားပြည့်နေတဲ့ကြောင့်ခြံဝင်းထဲမှာပတ်ပြီးတော့ဆော့နေ She is an under age driver အဲ့တော့ under age driver လို့ပြောလိုက်ရတဲ့ကြောင့်အဲ အသက်မပြည့်သေးတဲ့ဒီကားမောင်းနေတဲ့လူပေါ့နော်ကျမတို့ဒီ driver license ထုတ်ပေးလို့မရသေးဘူး session နဲ့မပြည့်သေးတဲ့အတွက်ကြောင့်အဲ့တော့ under age driver ဖြစ်တယ်နော်အဲ့တော့သူတို့သတ်မှတ်ထားတဲ့ဒီ legally ရပေါ့နော်မောင်းနေဖို့အတွက်လုံလောက်တဲ့အသက်သူ့မှာမရှိသေးဘူးဒါပေမဲ့မိဘတွေနဲ့ like ပေါင်းပြီးတော့ဟိုအဖေအဖေမိအဖေဘေးနောက်မှာရှိပြီးတော့ပေါ့နော်အဲကားမောင်းနေတဲ့ပုံစံမျိုး under age driver being an stuck at home dad can be challenging sometimes အဲ့တော့ကအိမ်မှာပဲနော် stuck at home အိမ်မှာပိတ်မိနေတဲ့ အဖေဖြစ်တဲ့အတွဲကြောင့်ဒီ BN Astaget Home Debt DT တွဲလုံးကစာချမ်းနေရာဝင်တဲ့ non trade เนาะဒီနေရာမှာ BN ဒီဖြစ်ချင်းလို့ဘာသာပြန်မယ်စာချမ်းနေရာမှာရှိရတဲ့အတွက်ကြောင့်ဒီ ING ကိုကျမတို့ချင်းနဲ့ဘာသာပြန်ပေးမယ်အဲ့တော့အိမ်မှာပဲပြိမိနေတဲ့အဖေဖြစ်ချင်းက can be challenging เนาะစိန်ခေါ်မှုတွေရှိနိုင်ပါတယ် sometime တခါတရံပါအဲ့တော့ဒီနေ့ကဒီကျမတို့ proposition နဲ့ ပေါင်းပြီးတော့ရေးတယ် adjective ရဲ့ adjective နဲ့ဟိုနောင်တဲ့ကြားထဲမှာဆက်သွယ်နေတဲ့ proposition အကြောင်းကိုပြောပြသွားတယ် ဲတော့မှန်ရလွယ်အောင်ဒီမှာ tip ၄ခုပေးထားတယ်ပေါ့နော်ဒီ feeling စိတ်ခံစားချက် emotion possession ပိုင်ဆိုင်မှုအဲ့ဒါဆိုရင် ကျွန်တော်တို့ proposition of net adjective ကိုတွဲပြီးတော့သုံးမယ်ဒီ reason အကြောင်းပြချက်ပေါ့နော် topic သင်ခန်းစာခေါင်းစဉ်တို့ဒီဆွေးနွေးရမယ့်အကြောင်းအရာဒီ causes ဓာတ်တွေနဲ့ပတ်သက်ပြီးဆိုရင်တော့ about နဲ့တွဲပြီးတော့ adjective ကိုသုံးမယ်ဒီဒီ skill ကျွမ်းကျင်မှုเนาะဒီ reaction တုံ့ပြန်မှုဒီ ability စွမ်းကြည်အဲ့ဒီခေါင်းစဉ်အောက်မှာဆိုရင်တော့ကျွန်တော်တို့ at နဲ့သုံးမယ် good at bad at brilliant at terrible at နော် surprised at တို့ဒီပဲ relationship တို့ satisfaction နော်ဒီစိတ်ကျေနပ်မှုတို့နဲ့ပတ်သက်လာပြီဆိုရင်တော့ with ကိုသုံးမယ် angry with please with အနောက်မှာ sun one လိုက်မယ် i'm satisfied with myself နော်ကိုကိုကိုကျေနပ်တယ်ဒါမျိုးပြောချင်းဖြစ်တယ်အဲ့တော့ဒီနေ့သင်ခန်းစာခေါင်းစဉ်ကကျွန်မနှစ်ပိုင်းပြောပြသွားတယ် attitude နဲ့ဒီ proposition တွဲတာအဲ့တော့အဲ့ဒီ proposition က attitude အထ ူပြူတဲ့အနောက်မှာရှိသောနောင်ပမဟုတ်ပရိုနောင်နဲ့ adjective ကိုဒီ link လုပ်လုပ်ပေးတာပေါ့နော် relationship ဆက်သွယ်ချက်ကိုဖော်ပြတဲ့နေရာမှာသုံးတာနောက်ဒုတိယတစ်ပိုင်းကျတော့ဒီ compound adjective အဖြစ်နဲ့ preposition ရယ် article ရယ် noun ရယ် adverb တွေကိုသုံးပြီးတော့အဲ့ compound adjective ဖန်တီးတာပေါ့နော်နှစ်မျိုးပြောပြထားတယ်နော်ဒီနေ့က adjective နဲ့ preposition သိသန့် lesson ဖြစ်ပါတယ်အဆင်ပြေမယ်လို့ယူဆပါတယ်ဟိုဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ရှင်